ငလင်ဘေးအတွက်ပြည်ပနိုင်ငံတွေစီကဒေါ်လာတန်း10ချီပမာဏအပြင်ပြည်တွင်းခရိုနီတွေစီက116ဘီလီယံကျော်အလွန်ငွေရထားတဲ့စစ်ကောင်စီကငလင်တန်းကြောက်ထိခိုက်သိမ်းဆုံးသူတွေကိုတဦးကျက်ဆယ်သိန်းစီထောက်ပံ့ပေးမယ်လို့ပြောတဲ့ပေါ်ပြည်သူတွေကဝေဖန်နေပါတယ်နေပြည်တော်မှာဧပြီ9ရက်ကပြုလုပ်တဲ့စစ်ကောင်စီအစိုးရဖွဲ့အစည်းအဝေးမှာအာဏာသိမ်းကောင်ဆောင်မင်းအောင်လှိုင်ကသိမ်းဆုံးသူတွေအတွက်တဦးကိုကျက်ဆယ်သိန်းစီနဲ့နေအိမ်တွေအတွက်ပျက်စီးမှုပုံမူတည်ပြီးထောက်ပံ့ပေးမယ်လို့ပြောဆိုခဲ့တာပါ ငလင်ကြောင့်သေဆုံးသူက3354ဦးရှိပြီလို့စစ်ကောင်စီကဧပြီ5ရက်ညမှာထုတ်ပြန်ထားပါတယ်။ဒါကြောင့်မလို့သေဆုံးသူတယောက်ကို10သိန်းပေးမယ်ဆိုရင်စုစုပေါင်းကျပ်3.5ဘီလီယံကျော်သာရှိပါတယ်။ငလင်ဘေးတင်ပြည်သူတွေအတွက်အလှငွေလက်ခံပွဲကိုနေပြည်တော်မှာဧပြီ10ရက်နေ့ကပြုလုပ်ခဲ့ရမှာစီးပွားရေးလုပ်ငန်းရှင်ခရိုနီရီစီကနေအလှငွေကျပ်104.44ဘီလီယံနဲ့ အလူပစ္စည်းတန်ဖိုးကျပ်၁၂.၄ဘီလီယံခန့်ရခဲ့တယ်လို့စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေကဖော်ပြထားပါတယ်။သို့သောငလင်ဘေးတင်သူတွေကရေးပေါ်ကဲဆဲရေးအကူအညီတွေလိုနေပေမဲ့အာဏာသိမ်းစစ်ကောင်စီစီကနေထိရောက်တဲ့ကူညီမှုမရဘူးလို့ငလင်ဘေးကြုံခဲ့ရတဲ့ဒေသခံတွေကပြောပါရရှင်။